င်္ဂလာပါတပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားဒရင်းကိုတင်ဆက်ပေးနေပါပြီကျမနော်ဖော်ပါဒီတပတ်မှာတော့ရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်ကအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းရေကြောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်ကလေးငယ်တွေပါဝင်အပြစ်မဲ့ပြည်သူတွေတေဆုံးတန်ရရရှိနေတဲ့အခြေအနေတွေနဲ့မြို့ပြတွေမှာလည်းဒေသခံတွေအပေါ်ဖမ်းဆီးပိတ်ဆို့မှုတွေတင်းကျပ်လာနေတဲ့နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်ကဒေသခံတွေကိုမြို့ထဲကနေထွက်ခွာခွင့်လုံးဝပိတ်ဆို့လိုက်ပြီးဖြစ်ပါတယ်။ကုန်းလန်းရောရေလမ်းမှာပိတ်ပင်ထားတာဖြစ်ပြီး အခုလိုပိတ်ဆို့ထားတဲ့ကြားကမြို့ထဲကနေထွက်ခွာဖို့စူးစမ်းသူတွေကိုလည်းဖမ်းဆီးပြီးတရားစွဲဆိုမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ အထူးသဖြင့်ညဘက်တွင်မှာရေလန်းကနေဆက်လင်းနဲ့ခိုးထွက်ဖို့ကြိုးစားသူတွေကိုစစ်ကောင်စီရဲ့ရေတပ်ကနေတနက်နဲ့လက်ပစ်တာတွေရှိနေပါတယ်။ဒါကြောင့်ဒေသခံတွေဟာအသက်အန္တရာယ်ဆိုးရိမ်ရတဲ့အတွက်ဘယ်မှမထွက်ရကြတော့ပဲမြို့ထဲမှာပဲပိတ်မိနေကြရပါတယ်။ဒီပေးဆုံးမှုကြောင့်ကြောက်ဖြူဒေတာခံတွေတာမကပဲရန်ကုန်ကနေဆေးလာကုပြီးပြန်ဆင်းလာတဲ့ခီးသွားတွေနဲ့တခြားမြို့နယ်တွေကိုသွားမဲ့သူတွေလည်းကြောက်ဖြူမြို့ထဲမှာပဲတောင်းတင် ပိတ်မိနေကြပါတယ် ကြောက်တော်မှာအမျိုးသမီးတူဦးရဲ့ပြောပြချက်အရသူမိခွေဆိုရင်ရန်ကုန်ကနေစေကူပြီးကြောက်ဖြူဘက်ကနေပတ်ပြက်လာတဲ့လက်မှာပိတ်မိနေတာကြောင့်နေရမပြောင်းနိုင်တော့ပဲရန်ကုန်ကိုပဲပြန်လဲဖို့စီစဉ်နေရတယ်လို့ဆိုပါတယ်။အရင်တုန်းကဆိုရင်စစ်ကောင်ရှင်တပ်ကထောက်ခံစာတွေထုတ်ပေးပြီးလူတူဦးကိုငွေကျပ်9သိန်းကနေ15သိန်းအထိလက်ငွေယူကထွက်ခွာခွင့်ပေးခဲ့ဖူးပါတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့ငွေပေးရင်တော့လက်မခံတော့ပဲလုံးဝပိတ်ဆို့ထားလိုက်ပြီးဖြစ်ပါတယ် ဒီလိုလုံးဝပိတ်ဆို့ဖြတ်တောက်လိုက်တဲ့လုပ်ရက်ကိုပြီးခဲ့တဲ့အော်တိုဘာလဒုတိယပတ်လောက်တည်းကစတင်ခဲ့တာပါကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတက်တော်အေအေတို့ကြားတိုက်ပွဲတွေဟာ2025ခုနှစ်ဖေဖော်ဝါရီလကတည်းကစတင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိနှစ်ဖက်စလုံးအပြည့်အထန်တိုက်ခိုက်နေကြဆဲဖြစ်ပါရဲ့ရှင် ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာစစ်ကောရှင်လက်တက်ကဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေပါဝဲအရက်သား9ဦးသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်ဆယ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မနက်10:45မိနစ်လောက်မှာဖြစ်ပွားခဲ့တာပါ။စစ်ကောင်စစ်တပ်ကကြောက်တော်မြို့နယ်တဲကကန်းဆောင်တောင်နဲ့ကြောင်ဖူကျေးရွာနေရွာပေါ်ကိုဘုံနှလုံးတစ်ကြိမ်တည်းပြိုင်သူတဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီဘုတ်ကျဲချမှုကြောင့်ကန်စားတောင်ကျေးရွာအနီးမှာသွာလာနေကြတဲ့ပြည်သူတွေဒဏ်ရာရရှိခဲ့တယ်လို့ကြောင်ဖူကျေးရွာဘက်မှာတော့အသက်မပြည့်သေးတဲ့ကလင်းငယ်တွေအပါအဝင်အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရသူ၁၀ဦးထဲမှာအသက်၆နှစ်ကနေ၁၂နှစ်အရွယ်ကလင်းငယ်၆ဦးအထိပါဝင်နေတာပါ။ တေဆုံးသူ9ဦးထဲမှာဆိုရင် အမျိုးသမီး9ဦးနဲ့အမျိုးသား2ဦးပါဝင်ပါတယ်။လူအသစ်အပြောက်များသလိုဘုံတံကြောင့်လူနေအိမ်တွေလုံးဝပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။လက်ရှိရခိုင်ဒေသမှာစစ်ကောင်စင်တာဟာလေကြောင်းကနေရောရေကြက်ကနေပါလက်နက်ကြီးတွေနဲ့အရက်သားပြင်းပတ်တွေကိုရန်တပ်ပစ်ခတ်မှုတွေစက်တိုက်ပြုလုပ်နေပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်နေရဆုခွာနေရတဲ့စစ်ပီးရှောင်းအရေးအတွက်တိုးလာနေသလိုနေ့စဉ်နဲ့အမျှထိခိုက်သေးဆုံးမှုဥယေဟာလည်းမြင့်တက်နေပါတယ်ရှင် ရခိုင်ပြည်နယ်ဂွားမြို့နဲ့ကျိန်တလီမြို့တွေမှာစစ်ကောင်စီရဲ့တပ်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေဟာဘေးလွတ်ရာကိုထပ်မံတိတ်ရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကဒီပစ်ခတ်မှုတွေကိုစစ်ကောင်စီတပ်ကစတင်လှုပ်ဆောင်ခဲ့တာပါ။ဂွားမြို့နယ်ပင်လယ်ပြင်မှာအခြေချထားတဲ့စစ်တပ်စစ်သည်မော်တွေကနေကုန်းတွင်းပိုင်းကရက်ွက်တွေကျေးရွာတွေကိုပြင်းမထားပဲရန်တမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ ဒါကြောင့်အရင်ကမြို့တွေထဲမှာအ ਨੇ အချင်းကြက်ရှိနေခဲ့တဲ့ဒေသခံတွေတော့အခုစက်မနေရကြတော့ပဲထပ်မံစစ်ဆောင်နေကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နဲ့22ရက်လောက်ကလည်းစစ်သည်မောကနေလက်နက်ကြီးနဲ့ရှစ်ကြိမ်လောက်ထိဇက်တိုက်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီလက်နက်ကြီးကြီးတွေဟာဂွာမျိုးစိတ်ကန်းအနီး6ဝမှမှာကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူးသေဆုံးခဲ့ရပြီး နောက်ထပ်အရက်သားလေးဦးလည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီရဲ့တပ်ရဲဒီလိုရန်တမ်းပစ်ခတ်မှုတွေကြောင့်လူထိခိုက်သေဆုံးမှုတွေအပြင်ဒေသခံတွေရဲ့နေအိမ်တွေလည်းပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်ရှင်။ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်ကိုတရားမဝင်ကျူးကျော်ဝင်ရောက်ပြီးငါးခုဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၂ဦးနဲ့သူတို့ရဲ့ငါးဖက်လေးနှစ်စီကိုအာရခကန်ချေဆောင်လုံချိုရေးတပ်ဖွဲ့ကထပ်မံဖမ်းဆီးလိုက်ပါတယ်။ ဒီဖက်ဆင်းမှုတွေဟာပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းမှာဇက်တိုက်ဖြစ်ပွားခဲ့တာပါ ပထမဦးစွာမနက်6နာရီခွဲလောက်မှာမောင်တော်မြို့နယ်ရွဲ့နှုရွာရဲ့အနောက်ဘက်ကမ်းဆက်နာမှာငါးခိုးဖမ်းနေတဲ့ငါးဖမ်းသမား6ဦးပါတဲ့လစ်တစည်းကိုစတင်ဖမ်းဆီးရမိခဲ့ပါတယ် အဲ့ဒီနောက်မနက်9နာရီခွဲလောက်မှာတော့ရသေးတောင်မြို့နယ်ကိုရက်ကောက်ကျေးရွာရဲ့အနောက်ဘက်ကံယူတန်းကန်ဆက်နာမှာနောက်ထပ်ငါးဖန်သမား6ဦးနဲ့လေတစည်းကိုထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဖမ်းမိထားတဲ့ငါးဖန်သမား12ဦးလုံးကိုတရားဥပဒေနဲ့အညီထိတိယောက်ယောက်အေးအေးယူဆောင်ရွက်နိုင်ဖို့အတွက် ထိသေးစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ဝင်းလန်ဒက်စ်ဘက်ကငါဖန်လေတွေဟာရခိုင်ပြည်နယ်ပြင်내ကိုနေ့စဉ်ရက်ဆက်ဆိုလိုကျူးကျော်ဝင်ရောက်ပြီးငါခိုးဖန်တာတွေလှောက်ဆောင်နေကြတယ်လို့အေအေကဆိုထားပါတယ်အာရခကန်းစင်သောလုံချိုရဲ့တပ်ဖွဲ့အနေနဲ့ရေပိုင်နဲ့ထက်ကိုတရားမွေခိုးဝင်ပြီးရေကျွတ်ရှိရှိငါလာခိုးဖန်းသူတွေကိုအချိန်ပြည့်စောက်ကြည့်ဖန်ဆင်းမှုတွေလှောက်ဆောင်နေပါတယ်။ဒါပေမဲ့ဒီလိုကျူးကျော်ငါခိုးဖန်းမှုတွေကတော့ဇက်တိုက်ရှိနေစေပဲဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာစစ်ကော်မရှင်ကထဲချုပ်ထားဆဲဖြစ်တဲ့စစ်တွေမြို့ပေါ်မှာအရက်သားပြည်သူတွေကိုစစ်တပ်တပ်ဖွဲ့ဝင်တွေကအကြောင်းပဲဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလတတိယပတ်ထဲမှာပဲဖမ်းဆီးမှုတွေဇက်တိုက်ရှိခဲ့တာပါ။နိုဝင်ဘာလ22ရက်နေ့ည9:00နာရီလောက်ကစစ်တွေမျိုးစစ်ရုံစုရက်ွက်ထဲကိုအင်အား30လောက်ပါတဲ့စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေဟာစစ်ကားကြီးနှစ်စီးနဲ့ရောက်ရှိလာခဲ့ပါတယ်။ သူတို့ဟာတအိမ်ဝင်တအိမ်ထွက်အစည်းအစစ်မဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲဒီလိုစစ်ဆေးပြီးတဲ့အချိန်မှာတော့ရက်ကွက်နေအမျိုးသားသုံးဦးကိုစစ်ကားပေါ်တင်ပြီးဖက်စီခေါ်ဆောင်သွားခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်။ဒါပြင်နိုဝင်ဘာလ18ရက်နေ့ကလည်းဆက်ယိုးကျရက်ွက်ကအမျိုးသား3ဦးဟာလည်းဆက်ယိုးကျကဲစီချောင်းတဲ့ငါးရှာနေတော့စစ်တပ်ရဲ့ဖက်စီချင်းကိုခံခဲ့ရပါတယ်။ နိုဝင်ဘာလ16ရက်နေ့ကလည်းစက်ယုံစုရက်ကွက်ရွာသားရွာစုကအမျိုးသားတူဦးကိုဖက်စီခေါ်ဆောင်သွားခြင်းခံခဲ့ရပါသေးတယ်။အခုလိုဖက်စီမှုတွေဟာစစ်တွင်မျိုးပေါ်မှာနေ့စဉ်လိုလိုရှိနေတာကြောင့်ဒေတာခံပြူတွေဟာဘယ်အချိန်ကိုလေးရောက်လာမလဲဆိုပြီးနေ့စဉ်နဲ့အမျှစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်နေကြတယ်လို့ဆိုကြပါရဲ့ရှင်။တလုခဒရဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်အတွင်းကထူချဒရနစ်ကိုထုံးနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ တလူကဒရစ်ဌာနရဲ့သတင်းစီစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြဲဆုံးလွတ်မြောက်နိုင်ကြပါသေးရှင်။